ခုနှစ်စာပေးမှာအားကစားသတင်းကတော့ပရီးမီးယားလိပြန်ပွဲရဲ့မလတော့အကောင်းဆုံးစုများထုတ်ပြန်ကြညာဆိုတဲ့သတင်းမှဖြစ်ပါတယ်။အင်္ဂလန်ပရီးမီးယားလိပြန်ပွဲရဲ့မလတော့အကောင်းဆုံးစုများကိုထုတ်ပြန်ကြညာခဲ့ရမှာတော့အကောင်းဆုံးကစားသမားစုကိုစပါတင်နောက်ခံလူဗာဒိုဂန်အကောင်းဆုံးနှီးပြစုကိုအေဗာဒန်သင်းနှီးပြဒေးဗစ်မိုရက်စ်တို့ကရရှိခဲ့တယ်လို့သိရပါတယ်။အခုရာသီအစကမှစပါတင်ကိုရောက်ရှိလာခဲ့တဲ့နောက်ခံလူဗာဒိုဂန်ဟာမလအတွင်းကစပါတင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၄ပွဲမှာ သုံးကိုထီသွေးယူနိုင်ခဲ့ပြီးအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့်မက်လာအတွက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တာဖြစ်ပါတယ်။ဗာဒွန်ဂန်ဟာလပါဘူးနယ်ပွဲမှာ2ဂိုးစွန်စီနယ်ပွဲမှာ2ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ Everton တင်းနီးပြဒေးဗစ်မိုဝက်စ်ကတော့ Man City အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပါဝင်မက်လာအတွက်ကကစားခဲ့တဲ့ Premier League ပွဲစဉ်3ပွဲစလုံးကိုအနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာကြောင့်အကောင်းဆုံးနီးပြဆုရရှိခဲ့တာဖြစ်ပါတယ်။အခုနှစ်ရာသီမှာ Everton အသင်းကိုရလက်ကောင်းတွေရရှိအောင်ဆွမ်းဆောင်ပေးတာတဲ့နီးပြဒေးဗစ်မိုဝက်စ်ဟာ အသင်းနဲ့စာချုပ်သစ်ချုပ်တော်ကိုအတွက်ယာတီကုန်းကြီးရွှေတန်းထားတာကြောင့်သူ့ကို ခေါ်ယူဖို့ Chelsea, Shaw ကစတဲ့အသင်းတွေကစိတ်ဝင်စားနေတယ်လို့သိရပါဗျာ။